မန္တလေးမှာတကူရှိတဲ့ဟိုတယ်ပါတကူရှိတဲ့ဟိုတယ်ဒီမှာကျွန်တော်ညကအိတ်တဲ့အချိန်မှာကျွန်တော်ဒီလော့ကိုလည်းရှာအိတ်တယ်နော်ဒီလော့ရည်လည်းကျွန်တော်အကုန်ရှာအိတ်တယ်အဲ့ဒါကိုညကကျွန်တော်စနစ်ခွဲမှာအိတ်တာပါစနစ်ခွဲမှာအိတ်တာတော့မှချက်ရှိအိတ်မပြောဘူးအဲကွန်းကမြည်ပြက်လို့ရှိရင်အဲကွန်းကပူလာလို့ဆိုပြီးတော့ကျွန်တော်ဒီမှာအိတ်မပြောတာနဲ့အိတ်ပြောလိုက်ခဏလေးအိတ်ပြောလိုက်အိတ်မပြောလိုက်နဲ့အဲ့ဒါကိုသူနှစ်နာရီခွဲကြော်မှခေါင်းဆိုတဲ့အတောင်ကျွန်တော်ကြားလိုက်သေးတယ် ကြားရင်ရှင်မှာကိုကိုအခန်းဖြစ်တယ်လို့မထင်ဘူးကျွန်တော်မိဒီလန်ကုန်းပေးအီတာဆိုတော့ဒါပေမဲ့ဘေးရအတန်များမတည်ဘူးဆိုပြီးစိတ်ထဲမှာထားလိုက်တာအခုမနဲ့အခု9နာရီချုံနိုးတော့မှကြည့်လိုက်တော့ဘယ်လိုမျိုးဖြစ်နေလဲဟောဒါကျွန်တော်စောစောလေးဒါဗီဒီယိုလေးရိုက်ထားသေးတယ်အခုဒါတစ်ခါလေးလိုက်ပါလို့ရတယ်ဒါဘာကြောင့်နေထားစင်းလဲကျွန်တော်ဒါလေးကိုမှတ်တမ်းယူတဲ့သဘောမျိုးဒီမှာတကူရှိတဲ့ဟိုတယ်နော်အပြင်ကနေပြီးတော့သူဒါကတ်တူးနဲ့ဖွင့်လာကတ်နဲ့တော့သူ့ရှက်နောက်ထပ်ကတ်တကတ်နဲ့ပေါ့နော် ကပ်ဖို့လည်းဖွင့်ပြီးတော့သူရမလားဆိုပြီးဝင်တာ။ဘာကြောင့်ဒီသကိုလို့ကျွန်တော်ပြောတာလဲဆိုရင်ကျွန်တော်မနေ့ကနေကင်းပိုင်းပါလေနေ့လေ၃နာရီလောက်ပါလေအဲကွန်မအေးလို့ဆိုပြီးတော့သူတို့ခေါ်ပြီးတော့ပြင်ခိုင်းတာ။အဲကွန်ကဒီမှာဒီမှာလာပြင်တာ။အဲကွန်မရှိအဲကွန်မအေးလို့ဆိုပြီးပြင်ခိုင်းပြီးတော့အဲအဲကွန်လာပြင်တဲ့ကောင်ကမျက်လုံးတားကစားအခန်းထဲမှာတောင်ကြီးမြောက်ကြီးနဲ့ကျွန်တော်ရဲ့ luggage တွေကိုလည်းကြည့်ကျွန်တော်ရဲ့ luggage ကိုဒီဘောတင်ထားတာဒီ လက်ကြီးကျဲမလဲကြီးကျဲလက်ကြီးကလက်ထားပါဘယ်နော်အဲဒီတော့ပြီးတော့ဒီမှာကျွန်တော်ဒီဈာမစေလာဒီအန်ဆာကပတ်စံအိတ်ထဲထားတာအဲပတ်စံအိတ်ဒီကိုလည်းကောင်းလန့်ကြည့်လန့်ကြည့်ပြီးတော့မှဒီကောင်းပြီးလည်းပြီးတော့မျက်လုံးကစားပြီးတော့ကျွန်တော်လည်းဈာမထိုင်နေတဲ့အချိန်မှာအကိုတယောက်ထဲလာတယ်ဘာလုံးလောက်တာလဲအဲ့လိုပဲလာမေးတာမေးရကျွန်တော်လည်းမဘာလုံးမို့လဲကျွန်တော်မေးလိုက်တော့မျက်နှာပြတ်သွားတယ်မျက်နှာပြတ်သွားပြီးတော့ဒါပြီးတော့သူထွက်သွားရပါဘူးထွက်သွားပြီးတော့ကျွန်တော်စိတ်ထဲမှာထည့်နေသေးတယ်ဒီကောင်မယူသားဘူးလို့ဘာကြောင့်လဲဆိုတော့ကျွန်တော်တိုက်ခဲ့မှုရဟိုတယ်ကြီးအများကြီးရှိတယ် ရန်ကုန်မန္တလေးနေပြည်တော်တောင်ကြီးအစုံများပတ်သွားဘူးတဲ့အဲ့ဒီတည်းမှာမှဒီမန္တလေးဒီဟိုတယ်လမ်း80 28လမ်း28လမ်းကမှရှိတဲ့ဒီဟိုတယ်ဒီလိုဝန်ထမ်းကဒီလိုမျိုးပြန်မေးတာတွေပါတယ်တခါမကြဘူးเนาะဒါရွေချက်ရှိရှိနဲ့ဒီမှာတကူကဒီမှာရှိတာဒီအခန်းကိုလည်းကျွန်တော်မနေ့ကနေခင်းပိုင်းမှာမမအဲကွန်လည်းမအေးလို့ညနေရေကြရည်လည်းမကောင်းလို့ဆိုပြီးအခန်းရှင်းခိုင်းတာအဲ့ဒါကိုအခန်းမရှင်းဘူး ။နောက်ကိုနောက်ရမှာအခန်းကြီးကပြည်နေလို့ပါဘာညာဆိုပြီးကျွန်တော်ဇွပြောတာ။ဒါသူတို့ပေါင်းလောက်တာလည်းဖြစ်နိုင်တယ်။ဒါမှမဟုတ်အဲတခိုးကတယောက်တည်းကဖိုးတာလည်းဖြစ်နိုင်တယ်။မိစေများအသီးထားကြပါနော်။စီးပွားရေးသမားတွေ၊ကျောက်သမားတွေဒီလိုဟိုတယ်မျိုးမှာလုံးဝမတည်သင့်ပါဘူး။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ဒီဟိုတယ်ကနေပြီးတော့အပြင်ကိုသွားတဲ့အချိန်မှာဆိုကျွန်တော်ဒီလော့တွေလည်းရှာမိမှာမဟုတ်တော့ဘူး။မရှာမိတော့သေးကြတဲ့အတွင်းထဲမှာကျွန်တော်ပစ္စည်းထားခဲ့တာတွေဆိုရင်နောက်ဆုံးနေ့ငွေချေးထားခဲ့တာတွေဆိုရင်သူတို့နေ့လည်နေကင်းမှာလူမရှိတဲ့အချိန်မှာတေချာပေါ့ နောက်ထပ်ကတ်တစ်ခုနဲ့သူတို့ဝင်ခိုးမှာနော်ဒါပခိုးရှိတဲ့ဟိုတယ်ပါနော်ကျွန်တော်လောလောဆယ်နာမည်မတင်သေးဘူးအောက်မှာသွားပြောဦးမှာရီဇက်ရှင်မှာသွားပြောမှာမန်နေဂျာကိုလည်းသွားပြောမှာဒါဒီပုံစံမျိုးလုပ်လို့မရဘူးလို့ဒါဒီခိကလာမကောင်းပါဘူးဆိုမှလည်းဒါကိုယ်ဗမာလူမျိုးရှင်းချင်းနေတကူတကူဗျာကြောက်စရာကောင်းတယ်ဒါညာကတော်သေးတယ်ကျွန်တော်ကဒီလော့နေချအိတ်လိုက်လို့ဒီလော့နေချအိတ်ထားတာညာညာဒီလိုမျိုးချအိတ်တာလော့ ဒီလိုမျိုးတင်းတင်းရှာရှာလုပ်ဤတာအဲ့ဒါကိုအခုမိုးလင်းတော့အစောနာကျောင်းပြသလိုမျိုးဒီလိုမျိုးဖြစ်ဒီလိုမျိုးဒီနေသားဖြစ်နေဒီနေသားဒီလိုမျိုးကြီးဖြစ်နေတကူတကူရှိတဲ့ဟိုတယ်ကျွန်တော်နာမည်တော့အခုလည်းမတင်သေးဘူးကျွန်တော်ပြီးရင်တင်ပါမယ်မတင်တော့မတင်ချင်ဘူးပြတော့ဘာကြောင့်လဲဆိုရင်ဟိုကျွန်တော်ဒီမှာယူလေးလဲရတယ်ဆိုပြီးတော့ကျွန်တော်က ဒီလိုမျိုး view လေးလည်းရရဲဆိုပြီးတော့ဒီမှာတဲလိုက်တာနော်ဆယ်လွာမှာတဲတာအဲ့တော့တစ်ခါမှမကြုံဘူးဒီလိုမျိုးတစ်ခါတစ်ခါမှမကြုံဘူးလားပါကျွန်တော် hotel တကပတ်တဲနေတယ်လူနော်ဒီဟာဒီ hotel ကလည်းဥဒါငလင်ကြောင်းလို့ငလင်နေလက်ဖြစ်လို့ကိုကဒီ hotel ကြီးကနည်းနည်းခိုင်ခတ်မယ်ထင်ဆိုလာတဲတာအခုဒီပုံစံဖြစ်တာပါနော်မန္တလေးမန္တလေးလမ်း80 29 28လမ်းပေါ်ဟိုတယ်နံပါတ်တော့ကျွန်တော်မထည့်သေးဘူးကျွန်တော်အောက်မှာတော့ပြောပြီးရင်တော့ကျွန်တော်ထည့်မှာ တော့ကျွန်တော်ဘာမှမဟုတ်ပါဘူးဒီတိုင်းပဲကျွန်တော်အမှန်ပြောရင်တော့ဟိုစိတ်လဲတူတယ်စိတ်လဲလှုပ်ရှားတယ်ဗျာဒါကျွန်တော်တို့ကကြောက်စင်းလုပ်ငန်းလုပ်တာဆိုတော့ပူဆူတယ်တို့ကျွန်တော်တခြားဟိုတယ်တွေမှာဆိုရင်လည်းကျွန်တော်တို့ကဒီကြောက်ရထားခဲ့ပြီအပြင်လုံလုံချုံချုံနဲ့သွားနေကြဒီဟိုတယ်မျိုးဆိုရင်ကျွန်တော်ဘလူနီနဲ့မှကျွန်တော်ဒီလိုဟိုတယ်မျိုးဘလူနီနဲ့မှကျွန်တော်တို့ဒါထားခဲ့လို့မရဘူးပစ္စည်းတွေအကြောက်တွေနောက်ဆုံးနေ့စီးပွားရေးသမားရေးဆိုရင်သူတို့ရဲ့ဒါငွေကြေးတွေလုပ်ငန်းသုံးပစ္စည်းတွေဘာမှထားခဲ့လို့မရဘူးကြောက်စရာကောင်းတယ် မိစေတို့ဒါဟိုဘာမှတော့မဟုတ်ဘူးကျွန်တော် attention ယူတာလည်းမဟုတ်ဘူးเนาะကျွန်တော်ဒီတိုင်းကြောက်စရာကောင်းနေဗျာเนาะသိအောင်လို့တချို့လူတွေဒါသွက်တင်ဒုက္ခရောက်မှာဆိုတော့ဒီလိုဟိုတယ်မျိုးကိုနာမည်တော့လည်းမတင်သေးဘူးဆိုတာကြောင့်เนาะသူတို့သွက်ပြောဦးမှာအကြောင်းလဲကွန်လိန်တက်ကြူမှာဒါပြောလို့မှအဆင်ပြေဘူးသူတို့ကဘူးပိတ်ပြီးတော့ညင်းနေပါ냐ဆိုရင်တော့ကျွန်တော်တင်မှာတင်မှာကျွန်တော်လည်းကျွန်တော်အပတ်သက်ရှိတယ်ကျွန်တော်ပြောပြီးတော့ဒါကျွန်တော်ရှင်းဦးမှာ အာကြောက်ရွာကောင်းနေဗျာမန္တလေးမန္တလေးတစ်ခါမှမကြုံဘူးကျွန်တော်တော့ကျွန်တော် luggage ကိုလည်းသူကြည့်တာကျွန်တော် luggage ကိုလည်းအမ်ဒီ luggage ကလည်းလှထားဘူးလှထားကြမှာကျွန်တော်ဒီမှာကြောက်လေးနည်းနည်းပါလဲကျွန်တော်ပါတယ်အဲ့ဒါကိုတော့တေချာကြည့်နေတယ်မျက်လုံးအရင်ကစားတာအဲ့ကောင်လာပြင်းနေကောင်အဲ့ကောင်လာပြင်းနေကောင်လာခိုးတဲ့ကောင်အဲ့အဲ့ကောင်လာပြင်းနေကောင်လည်းပတ်သက်တဲ့သူပဲမန္တလေးလမ်း80 29 28လမ်းပေါ်မှာနော်ညာနှစ်နာရီခွဲလောက်မှာအပေါက်ကိုလာလက်တာ ်ခလောက်ဆိုရင်အတန်တော့ကျွန်တော်ကကြားလိုက်တယ်ဒါပေမဲ့ကျွန်တော်တို့တခြားအခက်အပဲဖြစ်မှာပါဆိုပြီးလူလည်းအရန်အိတ်ရှင်တာနဲ့သူတို့အဲကွန်ကလည်းမကောင်းဘူးအဲကွန်ကလည်းအပေါ်မှာမကောင်းဘူးအဲကွန်ကလည်းမိပြတ်သွားတယ်အဲကွန်ကပြန်ပြန်ကျသွားတယ်ကြည့်ကျွန်တော်ဒါလေးကတော့ဒီတိုင်းပဲမိတ်ဆွေများနော်ဒါတွေ့ပြီဆိုရင်တော့ဒီဟိုတယ်ကိုတတိထားလို့ရအောင်လို့ကျွန်တော်ဒီတိုင်းတင်ပေးလိုက်တာပါစိတ်ကလည်းအရန်တူတာမှန်လည်းပြောရရင်တော့ဒါအခုအောက်ဘူးတော့တယ်မှာပြည်အခုလည်းကျွန်တော်တခြားဟိုတယ်ကိုအခုဖုန်းဆက်နေတာ ဝန်ဆက်ပြီးလို့ရပြီဆိုရင်အကန့်ချိန်မှုတော်လည်းအခုပြင်ထားတယ်။နော်ကျွန်တော်ဟိုပြောလို့အဆင်ပြေလားမပြေလားတော့မသိကျွန်တော်ပြောကြည့်ဦးမယ်နော်။ကျွန်တော်နာမည်ပါတင်ပေးမယ်နော်ဒါကျွန်တော်ရဲ့ဟိုတခြားသော line မှာအတက်ရှိယူတာမဟုတ်ဘူးဒါကျွန်တော်ရဲ့မိတ်ဆွေတွေကျွန်တော်အတွင်းထဲမှာပဲကျွန်တော်ဒီ phone page ထဲမှာရှိတဲ့မိတ်ဆွေတွေမှားပြီးတော့မန္တလေးရောက်ရင်ဒီနေရာမှာလာတဲပြီမှာဆိုလို့နော်နေရသူတွေရောဒါတည်ထားဖို့အတွက်ကျွန်တော်ဒါတော့တော့ဒီတိုင်းလေးပဲ live လွှင့်လိုက်တာကျွန်တော်ပြီးရင်ဒီနာမည်ပါတင်ပါဒီ hotel ရဲ့နာမည်ပါတင်ပါ ။တကာမှမကြုံဘူးကျွန်တော်တက်တန်းတစ်ချောင်းကျွန်တော်9နှစ်ကျော်ရှင်းနေဟိုတယ်ကပတ်တယ်နေနော်။ဒီကြောက်စင်းလုပ်ငန်းတွေပဲပတ်သွားတာရောတခြားလုပ်ငန်းတွေလည်းပတ်သွားတာရောကျွန်တော်ပတ်သွားနေတာ။အကုန်ထားခဲ့တာငွေတချို့စီတစ်ခါရင်ငွေရရစားထားခဲ့တာကြောက်တယ်လည်းထားခဲ့တာ။ဒါပေမဲ့ဘာမှမဖြစ်ဘူးဒီဟိုတယ်ကမှဒီမညတခိုးဝင်တာ။ Yeah အလုံးမကြည့်ဘူးပါနော်။ဒီဒီ live ကိုတွေ့ရဆိုရင်ကျွန်တော် ပြီးရင်ကျွန်တော်နာမည်ပါတင်ပေးမှာပါနော်နာမည်ပါတင်ပေးမှာပါနော်ဘလို့ဆိုတော့နာမည်မတင်ဘူးဆိုတော့တော်ပြီစကားပြောဦးမှာမလို့ပါစိတ်ကလည်းအယမ်းတို့ပဲဗျာခြေခြေသေးများတင်ပါရင်တော့အားလုံးပဲအခုမြင်နေတဲ့သူတွေဒီလိုမျိုးဟိုတယ်ကိုတွေ့ပြီဆိုရင်ဒီသားကြပါကျွန်တော်ပြီးရင်နာမည်ပါတင်မှာဖြစ်တဲ့အတွက်အဲ့နာမည်ကိုပြီးမှလာကြည့်ကြပါနော်ဟိုအရင်သူတို့လည်းဟိုလိုမျိုးမထိခိုက်သေးခြင်းဘူးဟိုတယ်ကိုမထိခိုက်သေးခြင်းဘူးအဓိကကတော့ဖြစ်တာဟိုတယ်ရဲ့ဝန်ထမ်းနေတာဖြစ်တာဟိုတယ်ကလောက်တာမဟုတ်ဘူး ဘာသာမို့ကျွန်တော်ဟိုတယ်နာမည်ကိုတော့မတင်သေးဘူးဆိုတာဟိုတယ်ဝန်ထမ်းတွေအောက်ကမန်နေဂျာကိုအရှာကိုကျွန်တော်တွေ့ပြောမှာမပြောလို့အဆင်မပြေဘူးဆိုရင်တော့သူတို့ကပါဟိုပူပေါင်းပြီးကြံစည်တယ်ဆိုရင်တော့ဒီဟိုတယ်ပန်ရှင်ကိုလည်းလိုင်းပေါ်မှာတော့ဟိုကြားဘူးတယ်ဒါကွန်ပလိန်သွားတက်ရမှာပေါ့နော်ဘာကြောင့်လဲဆိုရင်ကျွန်တော်မလုံးလို့မရဘူးမလုံးလို့မရဘူးဆိုတာဒီခက်ကာလာမကောင်းပါဘူးဆိုမှနဲ့ဟိုကိုဗမာလူမျိုးချင်းချင်းတွေဗျာဒီလိုမျိုးတွေလောက်ကြတာမျိုးတော့စိတ်ပြတ်ဖို့ကောင်းတယ်တော်တော်စိတ်ပြတ်ဖို့ကောင်းတယ် ီမှာဟိုတယ်နေထိုင်မှာအာမနာဗျူးကောင်းလို့ဆိုပြီးလာတဲတာကစဉ်းစားကြည့်တော့တကယ်တကယ်ကြောက်စရာရန်ကောင်း